အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Gucci YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူမင်းမြသူရရေးသားထားတဲ့စာပလင်မင်းအောင်နေတာနောရခစက်သိမ်းပိုင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ။အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမလို့ Channel လေးကိုလည်း Like and Subscribe လေးတွေလောက်သွားပေးခဲ့ကြပါအောင်ခင်ဗျာ။ကိုချင်ခွင်သည် သူ၏နောက်ဆုံးတောင်းဝန်အနေဖြင့်မင်းသမီးလေးမနှမ်းရင်အမိခင်ကိုရှာဖွေရန်မြမပြည်အနှံ့သို့လက်လည်နေခဲ့ပါ၏မင်းသမီးလေးမနှမ်းရင်အမိခင်သည်တက်ရှိထင်ရှားရှိမှရှိပါလိမ့်စားကိုချင်းဝင်သည်မြေပြန့်ဒေသမှရှမ်းပြည်နယ်ပဲသို့ခရီးဆက်ခဲ့ပြီးတော့တောင်ကြီးညောင်ရွှေအင်းလေးဒေသသို့ရောက်ခဲ့လေပါ၏မင်းသမီးလေးမနှမ်းရင်အမိခင်သည်မြမပြည်အနှံ့တွင် ရှိနေနိုင်သဖြင့် အင်းလေးကံတို့ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ကိုချင်းဝင်းသည်အင်းလေးကံတို့ရောက်တော့ရောက်ခိုင်းအင်းသူအင်းသားများ၏ဓလေ့စရိုက်များကိုလေ့လာနေခဲ့ပါတယ်။အင်းလေးကံကြီးရွာမရွာကြီးတွင်ရှိသောရေပေါ်စည်းကိုလည်းလက်လည်နေခဲ့ပါတယ်။ရွာမရွာရှိရေပေါ်စည်းသည် နေ့စဉ်ကျင်းပသောဈေးဖြစ်ပြီးတော့အင်းလေးဒေသရှိရွာကြီးရွာငယ်တို့မှ လေးများဖြင့်လာရောက်ရောင်းချသည့်တစ်ခုတည်းသောဈေးဖြစ်ပါတယ်။ကိုချင်းဝင်းသည်ရွာမရွာရှိ ရေပေါ်စည်းကိုလေတစည်းဖြင့်လက်လည်နေခဲ့ပါသည်သူသည်အင်းသာကြီးဥပိုင်လေတစင်းကိုငာရန်၍လက်လည်နေခြင်းဖြစ်ပါသည်လေပိုင်ရှင်မှာ လူဝကြီးတယောက်ဖြစ်ပြီးတော့သဘောကောက်ပါသည်ရေပေါ်စည်းတွင်လေကြီးလေငယ်များအကြာလက်လည်သွားလာရခြင်းမှာချူးခြားမှုတစ်ခုဖြစ်ပါသည်ကိုချင်းတွင်သည်ရွာမရေပေါ်စည်းတွင်ကျေနပ်အောင်လက်လည်ကြည့်ရှုပြီးနောက်လေပိုင်ရှင်အင်းသားများထံသို့လေကိုပြန်လဲလောခတ်သွားလေပါသည် လေပိုင်ရှင်လေးဝကြီးကကိုချင်ခွင်ပြန်လဲပေးရတော့လေကိုလက်ခံယူ၍မိတ်ဆွေချင်းနောက်တစ်ပတ်မှပြန်ရင်ကောင်းမယ်ကျုပ်တို့ဒေသမှာဟဲရမြစ်တာပေါင်းကူပဲရှိတယ်အဲ့ဘွဲတော်ကြီးမှာပျော်ပျော်ကြီးဆင်နွှဲလိုက်ပါ ဟုတ်ပြောလေပါ යි ကိုချင်ခွင်ဒီလေပိုင်ရှင် ကိုညင်းဆန်ရခက်ခဲလာသဖြင့်ကောင်းကြီး၍မြစ်တာပေါင်းကူပဲဆိုတာဘာလို့ပြောတာလဲဟုတ်မေးလေပါ යි သူကလေပိုင်ရှင် လူဝကြီးက အင်းလေးဒေသကရွာကြီးရံွယ်တွေမှာနေထိုင်တဲ့သူတွေဟာတအုပ်နဲ့တူအလန်းကွာဝေးတဲ့နေရာကနေဟေးရမြစ်တာပေါင်းကူးပွဲရောက်ရင်ရွာမရွာမပြန်လဲစုံစည်းကြတယ်။ဒါကြောင့်ဟေးရမြစ်တာပေါင်းကူးပွဲဟာအလွန်စီကားတယ်။ရွာမရွာမရှိတဲ့အိမ်တွေမှာ လူတွေနဲ့ပြည့်နေပြီးတော့ဧည့်သည်တွေဟာဘယ်အိမ်မှမစိုးတဲခုနိုင်တယ်။မြစ်တာပေါင်းကူးပွဲမှာအတီးအမုတ်အကအခုံတွေအလူပွဲတွေရှိ ဟေးရပေါင်းကူးပွဲမှာ ဝေးကောက်နေတဲ့သူတွေပြန်လဲစုံစည်းကြလိမ့်ရှိတယ်။ခုရှင်းလင်းပြလျာကိုချိန်ဝင်သည်ဟဲရမြစ်တာပေါင်းကူဘက်တွင်ဆက်လက်နေထိုင်ရန်စိတ်ကူးလိုက်ပါ၏။ဟဲရမြစ်တာပေါင်းကူဘက်တွင်ကွဲကွာနေသူများပြန်လဲစုံစည်းလိမ့်ရှိသည်ဆိုလျှင်မင်းသမီးလေးမနှမ်းရင်အမိခင်ကိုလည်းပြန်လဲစုံတွေ့ကောင်းစုံတွေ့နိုင်ပါ၏။ကိုချိန်ဝင်သည်မင်းသမီးလေးမနှမ်းရင်ကမိခင်နေပြန်လဲစုံတွေ့ပြန်ပေးလိုက်တော့ကြပြာတို့လေးကိုစိတ်ထဲမှာရွတ်ဖတ်နေလေပါ၏။ အမိနဲ့ဝေးနေတော့ဇင်ရောငက်ကလေးအချိန်တန်တော့လေကွေမြစ်တာပေါင်းကူဝဲမှာ ပြန်လဲစုံစည်းရမှာပါပွဲတော်ကျင်းပမီရဲ့နီးကတော့အခါမှာအနီးနားရွာများမှာအင်းသူအင်းသားများမှာရွာမရွာတို့တပွဲပွဲရောက်လာကြပါ၏၎င်းတို့သည်ရွာမရွာကြီးကုန်းတော်ဤမြောက်ဖက်တွင်နေရာရှင်းလင်းခြင်းပွဲစဉ်စောင့်ခြင်းများကိုပြုလုပ်ကြပါ၏အင်းလေးကိန်းအနောက်ပိုင်းတွင်နေထိုင်သောအင်းသူအင်းသားများသည်မိကြည့်လို့ရန် မိညာစီကိုတောင်းယူတိဆောက်ရပါတယ်။ကိုချင်းဝင်သည်ပွဲတော်ရက်များတွင်အင်းသူအင်းသားများအကြွေနေထိုင်၍၎င်းတို့၏ဒလိစိတ်များကို လေ့လာနေလေပါ၏။ပွဲတော်စတင်သည့်နေ့တွင် ရော်ဤအရှိပေရှိသောမိကြီးစင်မမိကြီးကိုစတင်လွတ်လေပါ၏။ထို့နောက်လေကြီးတစည်းပေါ်တွင်ဇီရီတရံပြုတ်လုထားသောထီးဖြူဖောင်ကြီးကိုစတင်ထွက်ရှိလေပါ၏။ထူဖောင်ကြီးအနားမှာကြံသောရက်ွက်အသေးသေးရှိထီးဖြူဖောင်လေးများက အစင်လိုက်ထွက်ကြပါ၏။ ်ထီးပြူဖောင်ပုံတွေတီးဝိုင်းအဖွဲကလိုက်ပါပြီးတော့ချောင်းရိုးတချောင်းလက်လက်တီးမုံကြလဲပါရင်ထို့နောက်ရွာသည်သည်မှာဆောင်းယူလာတော့လေဝယ်ပစ္စည်းများကိုစုပေါင်း၍ရွာဦးဖျားကြီးတွင် ပူဇော်ကြတော့ကြလီပါရင်ကိုချင်ခွင်သည်မိကြီးများလွတ်တင်နေသည်ကိုကြည့်ရှုပြီးတော့သူ၏မိတ်ဆွေလေပိုင်ရှင်လူဝကြီးနေသူရွာမရွာတဲ့သူဝင်ခဲ့လေပါရင်ရွာမရွာရှိလပြိုပြူကလေးများသည်အင်းလေးပတ်ဝန်းကျင်ရွာများမှာ လာရောက်ကြတော့ဧည့်သည်များကို ပြပြငငါဧည့်ခံနေလေပါ रे တွေ့ခိုက်ပါပြီတီးတဲ့မုတ်တယ်များနေစွစွညာနေတော့လေကြီးတစည်းသည်အဝေးမှရွှေ့လျားလာလေပါ रे အင်းသားသူကြီးကကိုချင်းဝင်ကိုလက်ညှိုးထိုးပြပြီခေါင်းနဲ့ကလာတဲ့လေကြီးလေသူတို့လေကို ပြင်ဆင်ထားတာလာတယ်ဒီဆိုတဲ့တချင်းတွေကလည်းကောင်းတယ်နားထောင်ကြည့်အောင်ဟုတ်ပြောက ခေါင်းနဲ့လေကြီးကိုစောင့်ကြိုနေလေပါ रे ကိုချင်းဝင်းသည်အင်းသားများ၏တီဆူဟန်ကို အတိပေးနားမလဲတော်လေနားထောင်၍ကောင်းသည်ဟုထင်မြင်မိလေပါ रे အင်းသားများသည်မြန်မာစကားကိုပင်ပြောဆိုတော်လေ၎င်းတို့၏အတန်တွေသည် အနှဲငယ်ကွဲပြားပြီးတော့နားထောင်ရခက်ခဲလာပါ रे အင်းသားလူကြီးများကမူခေါင်းနိုင်လေးကြီးကိုလက်ပါစွာပြင်ဆင်ထားပုံကိုတဖက်ဖက်ချီးမွေ့၍၎င်းတို့ဆက်ဆိုသောတခြင်း၏အတိပေးကိုရှင်းလင်းပြလေပါ रे အင်းသားလူကြီးက တချင်းရဲ့အစ်တွေက လေးနဲ့တဲမိတ်ဆွေအမိနဲ့ဝင်းနေရဲ့ဇင်းရောင်ငှက်ကလေးဟာအချိန်တန်တော့မြစ်တာပေါင်းကူပင်မှာပြန်လဲစုံစည်းခွင့်ကြုံမှာပါအဲဒီခါမှာ စီးစိမ်ဥစ္စာယတနာတွေကိုထိခွေရောင်းချပြီးတော့အများကောင်းကျိုးတွေလောက်ကင်ကြရမှာပါစီးစိမ်ဥစ္စာတွေကို ထိန်းသိမ်းရတဲ့ကပိယကြီးကလည်းဇင်းရောင်ငှက်ကလေးကိုစောင့်မျှော်နေပါပြီတဲ့ဟုတ်ရှင်းလင်းပြလျာကိုချင်းကွင်းတီမျက်မှောင်ကျွေး ။တချင်းရဲ့အတိတ်ပဲကထူးလာကြလား။အမိနဲ့ဝေးနေတဲ့ဇင်ရောငှက်ကလေးရဲ့စီးစိမ်ဥစ္စာရတနာရီထိန်းသိမ်းဆောက်ရှောက်တဲ့ကပ္ပယကြီးရဲ့ဆိုတာချူးစမ်းတယ်။ကြောက်ကိုခေါင်းနဲ့ရွာကိုလိုက်ပို့ပေးပါလား။ဟုတ်ပြောလျာ။အင်းသားလူကြီးကကောင်းကြီးပြီ။မိတ်ဆွေရောက်ချင်းတော့ပို့ပေးရတာပေါ့။ခေါင်းနဲ့ကဇီဒီကိုဆောက်ရှောက်တဲ့ကပ္ပယကြီးဟာဒီလိုထူးထူးဆန်းဆန်းတချင်းတွေကိုရေးဖွဲ့လိရှိရဲ့။ဟုတ်စကားလေကိုခေါင်းနိုင်တို့ဥဒီ လောခသွားလေပါ रे အတန်းကြောင်လောခပြီးတော့ခေါင်းနိုင်သူရောက်ရှိလေပါ रे ခေါင်းနိုင်ရတွင်လွန်စွာရှိကြသောခေါင်းနိုင်ဖျားနေရှိပါ रे ခေါင်းနိုင်ဖျားနေနေခလလန့်နေရှိသောဇေယကြီးတဆောင်တို့အင်းသားကြီးကဥဆောင်၍ခေါ်သွားလေပါ रे ဇေယပြက်ကြီးပေါ်တွင်လူသူတဦးတယောက်မှမရှိကြီးအင်းသားကြီးသည်ဇေယပေါ်သို့တက်၍ပတ်ဝန်းကျင်ဝဲရအနက်ကိုကြည့်ရှုပြီးတော့ခက်လလန့်သောလက်ညှိုးညွန်ပြက်ကား ဟိုးဝေးကကြောင်တုံးကြီးပေါ်မှာကပ်ပြရည်ရှိနေတယ်။သူ့စီကိုမိတ်ဆွေကိုယ်တိုင်ပဲသွားပြီတော့ကျုံမလိုက်တော့ဘူး။ဟုတ်ပြောကခေါင်းနိုင်ဖျားနေဘက်သို့ထွက်ခွာသွားလေပါရင်။အင်းသားကြီးသည်မိမိနှင့်မဆိုင်သောအကြောင်းအရာကိုစိတ်ဝင်စားဟန်မရှိကြ။ကိုချင်းဝင်သည်ခါလလန်းရှိကြောက်တုံးကြီးရှိရာသို့ရှောက်ခဲလေပါရီကြောက်တုံးကြီးပေါ်တွင်ကြောခိုင်းရထနေသောလူကြီးတယောက်ဤနောက်ကျောကိုကြည့်ရပါရီလူကြီးဤစပင်များသည်ရှီလျာပြီးတော့ ပခုံးပေါ်သို့ဝဲကျနေလေပါ၏ချိုးခိုက်ပါပြီဆွေးမြည်ပဲကောင်းသောတရောဆန်ကို ကြားလိုက်ရပါ၏လူကြီးသည်ခွန်တရောကြီးတစ်လက်ကိုပခုံးတွင်တင်၍စတင်တီးခတ်နေလေပါ၏ကိုချိန်ဝင်သည် လူကြီးနှင့်မနှင်းမွေးတွင်ရိုက်၍ဆွေးမြည်ပဲကောင်းသောတရောဆန်ကိုနားဆင်ခံစားနေမိပါ၏ဒုက္ခနာတွင်ကိုချိန်ဝင်သည်လူကြီးထံသို့လာရင်းကိစ္စကိုပင်မေ့လျော့နေပြီးတော့တရောဆန်နှင့်တူ နှင်းမျောနေမိပါ၏လူကြီးသည် အတန်ကြာသောအခါမှာတယောဒီချင်းကိုရက်တန့်၍ကိုချင်းဝင်းကိုကြည့်ကမောင်ရင်ဘာကိစ္စရောက်လာလဲဟုတ်မြင်းမြန်နေပါလေကိုချင်းဝင်းကတပြင်းချ၍အင်းသားတို့ရဲ့တခြင်းတန်ကိုကြားပြီးတော့မြစ်တာပေါင်းကူးဝင်မှာမိခင်နဲ့ပြန်လဲစုံစည်းမယ်ဇင်ရောင်ငှက်ကလေးအကြောင်းကိုစိတ်ဝင်စားလိုပါမြေပြတ်ဒေသမှာမိခင်ပြောက်လို့ရှာနေတဲ့ဇင်ရောင်ငှက်လေးတစ်ကောင်ကြံခဲ့တယ်အကျုပ်ကသူကလွတ်လိုက်လိုပါ ဟုတ်ပြောလျာကပ္ပယာဤသည် ကိုချင်းဝင်းကိုစူးရဲတော့မျက်လုံးများပြင်ကြည့်ပြီအချိန်တန်တော့လေရောက်လာရတာပေါ့ကျုပ်လည်းစောင့်မျှော်နေတာကြာပါပြီတကယ်တော့မနှမ်းရင်မိခင်ဟာကျုပ်တို့ဒေသကိုရောက်လာပြီးတော့အကြီးကျယ်မမမကျန်းဖြစ်ခဲ့ကျုပ်ဟာစေပညာကိုနားလဲတက်ကြွနေသူဆိုတော့မနှမ်းရင်မိခင်ကိုဒေမင်းလက်ကလွတ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့သူ့ရဲ့ကကြမ္မာကဒီတောင်ကိုမကျော်နိုင်တော့တဲ့အတွက်ဒေဆုံးခဲ့ရတယ်သူဒီကနေ့မှာ မြေပြတ်နေတာကသမီးလေးမှတ်နှမ်းရင်ကိုပေးဖို့အတွက်လက်ဝုယနာတွေကိုကျုပ်စီမှာအနှံထားခဲ့တယ်။လက်ဝုယနာတွေဟာနန်းစီယနာတွေဖြစ်တဲ့အတွက်အတော်တန်ဖိုးရှိတယ်။ကျုပ်လည်းဒီပစ္စည်းတွေကိုဥစ္စာဆောင်ကြီးလို့စောင့်နေရတာနှစ်တွေအတော်ကြာပြီ။မောင်ရင်ခုလိုရောက်လာပြီးတော့မနှမ်းရဲ့ပစ္စည်းတွေကိုလက်ခံယူတာဝမ်းသာပါတယ်။ဟုတ်ပြောကဈေးရပြည့်ကြီးစီရှိမှဥဆောင်ချက်သွားလေးပါတယ်။ထို့နောက်ဈေးရပေါ်ရှိ တန်ရွေးတချောင်းကိုယူကဇေယျနဲ့မလန်မကန်ကြီးတစ်ပင်ကြီးအောက်ခြေသို့တူးခိုင်းလေပါ रे ကိုချင်ဝင်သည်တပေကနဲ့အောင်တူးပြီးနောက်တန်တစ်တာတစ်လုံးကိုတွေ့ရပါ रे တန်တစ်တာကိုပြေပေါ်သို့တင်ပြီးတော့တစ်တာကိုဖွင့်လိုက်သောအခါမှာဒီငယ်တော့ယွန်းတစ်တာလေးတစ်လုံးကိုတွေ့ရပြန်ပါ रे ကပ္ပယီကယွန်းတစ်တာကိုလက်ညှိုးညွန်ကြပြီအဲ့ဒီယွန်းတစ်တာလေးဟာမနှမ်းရင်မိခင်ရဲ့အမွေးပစ္စည်းပဲဒီပစ္စည်းလေးကိုထုတ်ခွဲပြီးတော့ အများကောင်းကျိုးအတွက်အသုံးပြုပြီးတော့ကျုပ်လည်းဒီနေ့ကစပြီးတော့ရှင်ထဲမှာပို့သွားပြီတရားဓမ္မအလုပ်ကိုလည်းကောင်းကောင်းလုပ်နိုင်တော့မယ်ဟုပြောလေပါတယ်ကိုချင်းဝင်သည်ယွန်းတစ်တက်ကိုလက်ခံ၍ပဝန်းကျင်ကိုမျက်လုံးဝှေ့ကြည့်ကမနှမ်းရမိခင်ရဲ့အမွေပစ္စည်းတွေကို အများကောင်းကျိုးအတွက်အသုံးပြုမှာပါဒါပေမဲ့မနှမ်းရမြင့်မြတ်တဲ့ရည်ရွယ်ချက်ကိုလောဘစောဖက်ပြီးတော့ဖျက်လို့ဖျက်စီးလုပ်ကျင်တဲ့လူတစ်ယောက်တော့ရှိနေသေးတယ် သူကတော့မြို့ပိုင်းမမအူမျက်နှာဖုံးစွထားတဲ့ဒူရီယာဆန္ဒဂိုင်းချုပ်အဲ့ကပဲကိုမောင်ဦးခမ ्या ကျုပ်နောက်ကိုတစ်ချိန်လုံးနောက်ရောက်ခံလိုက်နေရပင်မမာတယ်ဗျာတစ်ပင်နောက်ကထွက်ခဲ့ပါတော့ဟုတ်ပြောလေယာကိုချင်းခွင်တို့နေမလဲမကန်တစ်ပင်နောက်မှာမြို့ပိုင်းမမအူထွက်လာလေပါတယ်မြို့ပိုင်းမမအူဒီကိုချင်းခွင်ကိုခြောက်လုံးမျိုးတနာဖြစ်ချိန်ပြီးဒါဟာရေမောဟာ ခံများအတော်လင်းတဲ့လူပဲကိုချင်းဝင်ဒါကြောင့်လဲမြမပြေစုံနောက်အဖွဲမှာ စာပလင်မင်းအောင်ဆိုပြီးတော့ကြော်ကြားပြီးတာပဲတကျုပ်ကမြို့ပိုင်မမအောင်မျက်နှာဘုံဆွထားသလိုစာပလင်မင်းအောင်ဟာလဲမကြခဏကိုချင်းဝင်မျက်နှာဘုံဆွတ်တတ်တယ်ဆိုတာကြုံသိနေတယ်ဟဲ့ဒါပေမဲ့အင်းလေးကရဲ့ခေါင်းနဲ့လိုနေရမြို့မှာမြမပြေစုံနောက်အဖွဲရဲ့အတော်ဆုံးဆိုတဲ့စာပလင်မင်းအောင်ကိုတူရီယာစန္ဒာဂိုင်းညုံကအသေးသက်သွားတယ်ဆိုတာတော့ ရာဇဝင်တွင်တော့မယ်ဗျာဟုဆိုလျာကိုချိန်ဝင်းကတဟားရင်မုံကြီးကိုမမောင်ခမရလောဘစောကပ်ပြီးတော့အမန်ကိုမမြင်နိုင်တော့ဘူးခမရရဲ့ဖခင်ကြီးဥသီလလက်ထက်မှာ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့သူရိယဆန္ဒဂိုင်းကြီးဟာခမရလက်ထက်ရောက်တော့မှဒူးစရိုက်ဂိုင်းဖြစ်ရတာကျုံညောနေဗျာဟုပြောလေပါတယ်သူရိယဆန္ဒဂိုင်းကျုပ်ကရင်မုံကြီးကျုပ်ဓာရီကို နားမလည်ဘူးကိုချင်းဝင်လောလောဆယ်ကျုပ်လှုပ်ချင်တာစားပလင်မင်းအောင်ဆိုတဲ့စုံတော့ကိုလူပြည်မှာမထားချင်တော့ဘူးဆိုတာပဲမှုပြောလေပါတယ်ကိုချင်းဝင်သည်သူရိယဆန္ဒခိုင်းချုပ်ကိုတုံလုံးမှမရှိပဲရင်မုံ၏ဒီတနေ့မွေးတနေ့ပါဗျာကျုပ်ကိုဒီလိုချင်းချောက်ခံပုံနဲ့မြလာပါပြီဒါမှကျုပ်တခါအောင်မသေးခဲ့ဘူးခမားဆန်းကြည့်လေဟုတ်ပြောလေပါတယ်သူကသူရိယဆန္ဒခိုင်းချုပ်သည် မျက်နာမဲခနဲ့ဖြစ်သွားပြီရောကိုချင်းကွေကိုတနက်ဖြစ်ချင်းပြီခမရအတော်လေလုံးထွားတယ်လူပဲသိပြီတော့ဟုကျုံဝကပြစ်ခတ်ရန်ပြင်လိုက်လေးပါတယ်ထိုးခိုက်ပါပြီတနတ်တန်တစ်ချက်ကြာပြီရောသူရိယဆန္ဒကန်းကြုံသည်မြေပေါ်သို့လဲကျသွားလေးပါတယ်သူ၏မျက်လုံးများသည်ကိုချင်းကွေကိုမယုံနိုင်ဟန်ဖြင့်ကြည့်ရှုနေလေးပါတယ်ထိုးခိုက်ပါပြီတစ်ပင်နောက်မှာအင်းသားလူဝကြီးထွက်လာပြီရော ခြောက်လုံးမျိုးတန်တာတွင်ဝင်ဝင်နေသောရန်ဝင်များကိုမုတ်ထုတ်လိုက်ပြီးတော့စားပလင်မရခမဘာမှမဖြစ်ဘူးနော်ခုပြောလေရကိုချင်းဝင်ရသူ့ဤခေါင်းကိုခါရမ်းပြလိုက်လေပါရင်ကိုချင်းဝင်ကသူရိယာဆန္ဒဂိုင်းချုပ်အနီးသို့တိုးကပ်သွားပြီးတော့အင်းလေးဒေသမှာရောက်ရှိနေတဲ့အင်းသားလူဝကြီးဟာအင်းစိန်စီယန်ဒီကစုံတော့ဥပ္ပဝဥဆိုတာခမရသိနေမယ်ဆိုရင်ဒီလိုအံ့ဩမယ်မထင်ဘူးဟုတ်ဒီလိုပြောလိုက်ရအောင် ဒုရိယဆန္ဒကမ်းကြုံသည်အဖြစ်မှန်ကိုသိရှိသွားပြီးညှို့ညူပြီးတော့အထက်အသက်ထက်သွားလေးပါရယ်အရာအားလုံးပြီးဆုံးသွားကြပြီတနေ့တနိုင်စီကားသောမြို့ကလေးတစ်မြို့ဤမြို့ဆိုရှိလွန်စွာထမင်းချက်လက်ရကောင်းသောရွှေအိမ်စည်းဟုအမည်တွင်သည် ထမင်းဆိုင်နေတဆိုင်တွင်လူများနှင့်စီကားနှင့်လေပါရယ်ရွှေအိမ်စည်းထမင်းဆိုင်သည်အချက်အပြုတ်ကောင်းမွန်ရုံမကစပွဲတို့မိမ့်မပြိုလေးများသည်ချောမွန်လှပ၍လိုက်လဲပြုံသာသောအမူအရာရှိသည်ဖြင့် ်လာရောက်စားတော့သူတိုင်းစိတ်ချမ်းသာကြပါရဲ့ထို့ပြင်ရွှေစီထမင်းဆိုင်သည်မြို့စွန်တတ္ထုမိုင်းကြီးမနီမဝေးတင်ရှိသောကြောင့်တတ္ထုမိုင်းမှငွေရှင်သောလှုပ်သားများလာရောက်စားသွေးလျက်ရှိသည်ဖြင့်စီကားရခြင်းဖြစ်ပါရဲ့မိုင်းလှုပ်သားများသည်ရွှေစီထမင်းဆိုင်တွင်ညစာစားတော့ပြီးတော့မနီမဝေးတင်ရှိသောဘုံဆိုင်ကလေးတွင်အပန်းဖြေကြပါရဲ့ယနေ့ညရာသီဥတုလည်းကောင်းမွန်သဖြင့်ရွှေစီထမင်းဆိုင်တွင် လူအများနဲ့ပုံမှုစီကားနေလျော်ရယ်ထမင်းဆိုင်ရှင်အတော်ကြီးသည်ထမင်းဆိုင်၌လူစီကားနေသည်ဖြင့်ပျော်တပြုံးပြုံးဖြစ်နေပြီးရောအောင်လင်းမိမြကိုလိုက်လံချိုးညီနေပါရယ်တို့ခိုက်ပါပြီထမင်းဆိုင်ရဲ့အပြင်ဘက်မှာဘာကြောင်မုတ်တန်ကိုကြားလိုက်ရသည်ဖြင့်ဆိုင်ရှင်အတော်ကြီးသာမကဆိုင်ထဲရှိလူများအားလုံးမျက်နှာကွက်ခနဲ့ပြက်သွားလေပါရယ်ဘာကြောင်တန်သည်ထမင်းဆိုင်နေတဖြည်းဖြည်းနီးကပ်လာပြီးရောဆိုင်ရှိသို့ရောက်သောအခါမှာဘာကြောင်တန်ရက်သွားပါရယ် ။ဘာကြောင့်မဟုတ်တော့ဒီတော့မှစိတ်ဓာတ်တက်ကြပဲကောင်းတော့ဒီတော့တပုတ်ဖြစ်ပါရင်ဆိုင်ရှင်အတော်ကြီးသည်စိတ်ပြက်လက်ပြက်ပြီးခေါင်းကိုခါရမ်းလိုက်ပြီးတော့ဒီနေ့ရောင်းကောင်းလို့ပြောနေတော့ရှိသေး။သူရောက်လာပြီ။ဟူညင်းညူလိုက်လေပါရင်ကျိုးခိုက်ပါပြီ။ထမင်းဆိုင်ကြီးတကားသည်ကြည့်ကနေမြည်အောင်အတန်ထွက်ပေါ်လာပြီးတော့ဆိုင်ထဲသို့လွန်စွာအရက်မြင့်မှသောပိန်ရှိရှိလူကြီးတူဦးဝင်ရောက်လာလေပါ၏ပိန်ရှိရှိလူကြီးရင်ပတ်တွင ဂရီဘာဂျိုးပြေဆွဲထားသောဘာဂျာတက်လက်ရှိပါသည်။ပိန်ရှိရှိလူကြီးသည်ဆိုင်ထဲရှိစားတော့နေသူများကိုဇူးရဲသောမျက်လုံးများဖြင့်ကြည့်လိုက်ဟာပိန်ရှိလူကြီးမျက်လုံးထံကိုမြည်သူမှမခံဟုတ်ပဲနဲ့ခေါင်းကိုငုတ်လိုက်ကြလေပါသည်။ဆိုင်ရှင်အတော်ကြီးသည်ဆိုင်၏အကောင်းဆုံးနေရာရှိဇပွဲတလုံးကိုလင်းမြစွာ ရှင်းလင်၍ထိုဇပွဲအားဇပွဲကင်းအစ်စ်ပန်းဝအစ်စ်များဖြင့်ပြင်ဆင်လိုက်ပြီးတော့ပိန်ရှိရှိလူကြီးဘက်သို့လည်းကယူသည်သောအမူအရာဖြင့် ြွပါရှင်ဒီဇပွဲမှာထိုင်ပါဘာအလိုရှိပါသလဲဟု မေးမြန်းလိုက်လေပါရီပွင့်ရှိရှိလူကြီးသည်စာရှင်အတော်ကြီးကိုတစ်ချက်ငဲ့ဆောင်ကြည့်၍ထမင်းမြူတပွဲနဲ့ပကံလွတ်တလုံးသာယူခဲ့ဟုအမိတ်ပြေးလိုက်လေပါရီသူကချောမောလက်ပါတော့ဇပွဲတော့မိတ်မပြုံများသည်ထမင်းမြူတပွဲကိုလင်းမြန်းစွာပြင်ဆင်၍ပကံလွတ်တလုံးကိုလည်းဇပွဲရှိရသူချပေးလေပါရီပွင့်ရှိရှိလူကြီးဇပွဲတော့ ပကံလွတ်တလုံးရောက်ရှိလာသည်နှင့်လူကြီးအနည်းဆုံးဝိုင်းတွင်စားတော့ရန်ပြင်ဆင်နေသော လူသုံးဦးနှင့်တဦးကထရလိုက်ပြီးတော့၎င်းတို့ဇပွဲဝိုင်းရှိစားဦးစားပြဟင်းလျာများကိုခိုက်ပြီးပိန်ရှိရှိလူကြီးရှိရှိပကံလွတ်ထဲသို့ထက်ပြေးလေပါ၏သူကစိုင်ထဲရှိစားတော့နေသူများသည်၎င်း၏အပြုတ်မူတိုင်းပိန်ရှိရှိလူကြီးပကံလွတ်ထဲသို့စားဦးစားပြများကိုတယိုတသေးထက်ပြေးကြလေပါ၏ပိန်ရှိရှိလူကြီးသည် ပကံလုံးကြီး၌ဟင်းများပြစ်သွားသောအခါမှပဲကြည်နှက်သွားပြီးတော့ညစာကိုစတင်စားတော့လေပါ रे ပေရှိရှိလူကြီးသည် မိုင်းလူမကြီးတဦးဖြစ်ပါ रे သူသည်အစံတစ်ပြည့်ဘာကြာကိုမုံနေလေရှိသည်ဖြင့်ဘာကြာကော်ကြီးဟုနာမည်တည်င်းကြီးလေပါ रे ဘာကြာကော်ကြီးသည် ထိုကဲ့သို့ရွှေရင်စီထမင်းဆိုင်သို့မကြာခဏလာရောက်၍မိုက်ကြီးခွဲလေရှိပါ रे ထိုခိုက်ပါပဲ တက္ကလာအုပ်ထုဆောင်သူလူလူသည်ဆန်ထဲသို့ရောက်ရှိလာပြီးတော့စပွဲတို့မဲမပြိုလေးကိုခေါ်၍ဝတ်သားဟင်းနှင့်ထမင်းကိုမာယိုလေးပါ၏မဲမပြိုသည်တက္ကလာအုပ်ထုဆောင်သူမာယိုချတော့ဝတ်သားဟင်းကိုလာရောက်ချပေးလိုက်ပြီးတော့ဝတ်သားဟင်းကိုရှင်မစားမီဇာဦးစားပြတွေဟိုလူကြီးစီကိုနည်းနည်းသွားပို့လိုက်ပါဟုပြောလိုက်ရာတက္ကလာအုပ်ထုနှင့်လူကမျက်မှောင်ကျုပ်၏ကျုပ်ရဲ့စာအုပ်စာပြကိုဒီလူကြီးစီကိုပို့ရမယ်ဟုတ်လားဘာဖြစ်လို့လဲ ဟုတ်မင်းမြန်လိုက်လေပါတယ်။သူကမိတ်မပြောလေးကလေးတန်းကြည့်တော့ပြီ။"အိုးသူတို့ပြောပါရှင်။ तू ကမိုင်းလူမိုက်ကြီးရှင်။ဆိုင်ထဲမှာစားတောင်းနေသူတွေအားလုံးဇာဦးစားပြားတွေကိုဒီလူကြီးကိုအရင်ဆုံးကျွေးမှုရတယ်။မကျွေးရင်ရှင်းကိုအနိုင်ကျင့်ပြီးတော့မိုက်ကြီးခွဲလိုက်မယ်။ဟုတ်ပြောကစပွဲအနီးမှာထွက်ခွာသွားလေပါတယ်။သူကတက်ကလာအုပ်ထွန်းနေလို့ဒီဆိုင်ပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်ပြီးတော့အခန်းတောင်တွင်ရှိသောစားကျွင်းစားချောင်များထက်သော တန်စလုံးကြီးကိုမြင်သောအခါမှာခေါင်းတစ်ဆက်ချက်နှိမ့်လိုက်လေပါတယ်။တက္ကလာအုတ်ထင်းလူသည်အခန်းနောက်ရှိစားကျွင်းစားချက်များထက်သောစလုံးကိုကပ်၍ပေရှိရှိလူကြီးစပွဲသို့ရှောက်လာခဲ့လေပါတယ်။ပါကြကိုကြီးသည်ခေါင်းငုံ၍ငြိမ်ရှက်စွာစားတော့နေရမှာသူ၏စပွဲရှိသူတန်စလုံးကြီးကိုကပ်၍ရောက်လာသောတက္ကလာအုတ်ထင်းလူကိုကြည့်လိုက်ပါတယ်။တက္ကလာအုတ်ထင်းလူသည်ပါကြကိုကြီးကို မထီလေးစားကြည့်၍ကိုကြီးစားလက်စားပကံတဲ့သူစားကျွင်းစားချက်များကို လောင်းချလိုက်လေပါ ड़ी ပါကြခေါ်ကြည့်သည်တက္ကလအုတ်ထင်းလူကြီးအပြစ်မူကြောင်းလွန်စွာဒေါသပုံထထားပြီးရောဟေးကောင်ဘာလုပ်တာလဲဟုမေးမြန်းလေပါ ड़ी တက္ကလအုတ်ထင်းလူကပါကြခေါ်ကြည့်မျက်လုံးများကိုမေးစင်း၍ကြည့်လိုက်ပြီးရောခမရဟာစာအုပ်စာပြားတွေကိုစားဖို့မတန်သေးဘူးဒါကြောင့်စားကျွင်းစားကြံတွေကို လာဖို့ပေးဟာခမရနဲ့ဟိုကောင်ကြီးနဲ့စားကျွင်းစားကြံတွေကို တယောက်တဝက်စီခွဲဝေစားတော့ကြပေါ့ဟုတ်ပြောက အခန်းထောက်တွင်အိပ်ပျော်နေသောခွေးနဲ့ကြီးကိုလက်ညှိုးညွန်ပြလိုက်လေပါ යි ။ပါကြကိုကြီးသည်မိမိရတလို့လာရောက်စော်ကားခြင်းကိုခံရသည်ဖြင့်သူ၏ကြောသားသည်အထုထိတ်သို့ရောက်ရှိသွားပြီးတော့ဇပွဲကိုကိုလက်သေးပြေးဒိုင်းကနေထုကြကမလောက်လေမလောက်စားကောင်ကငါ့ကိုလာပြီးတော့စော်ကားနေတယ်။သေဖို့သာပြင်ပြီတော့ဟူကြုံသွားကဇပွဲကောင်ကြီးကိုဘေးသို့တွန်းလဲလိုက်လေပါ යි ။ပြင်တော့ တက္ကလောအုတ်ထုနေလူကြီးဝမ်းပိုင်ကိုလက်သီးဖြင့်အာကုန်ချိုးလိုက်လေပါ रे တက္ကလောအုတ်ထုနေလူသည်ဘာကြာကောကြီးလက်သီးကိုရိမ့်နေ၍ရှောင်းတိန်လိုက်လေပါ रे ကျူကဘာကြာကောကြီးသည်ပုံမွေ၍ဒေါသပုံထထသွားပြီးတော့ညဉ့်ညမ်းစွာဆဲဆို၍တက္ကလောအုတ်ထုနေလူကိုလက်သီးဖြင့်ချိုးပြမာ रे တက္ကလောအုတ်ထုနေလူသည်ဘာကြာကောကြီးလက်သီးများကိုကိုကိုပုတ်ကတီကားဖြင့်ရှောင်းတိန်လိုက်ပြီးတော့ကောကြီးဝမ်းပိုင်ကိုဘဲထောက်လက်သီးတစ်လုံးဖြင့်ပြီးချိုးလိုက်ဟာကောကြီးသည် အင်္ဂနဲ့អော်၍ဖင်ထိုင်လဲကျသွားလေပါ रे သူကတကလာအုတ်ထုံးနေလူကဖင်ထိုင်လဲကျသွားသောဂေါ်ကြီးမိယူကိုညာခြေပြစ်တအားပိတ်ကန်လိုက်ရာဂေါ်ကြီးသည်ပက်လက်လန်၍မိမျောသွားလေပါ रे သူကတကလာအုတ်ထုံးနေလူကအုတ်ထုပ်ကိုအနှင်းငယ်ပိတ်ကျင်ပြီတကယ်တော့ဒီလူဟာအမိုက်ကလေးတစားပါ ကျုပ်ဟာမြမပြီအနက်နဲ့ပြီးတော့ဂေါ်ကြီးတို့အမိုက်ကလေးတွေကိုရှင်းပြနေတဲ့လူမျိုးပါ ကော်ကြီးတတိယလာရင်ပြောပလိုက်ပါသူ့ကိုမြေကြီးပေါ်မှာလဲသိသွားတဲ့လူရဲ့နာမည်ဟာချိန်ကွင်းလို့ခေါ်ပါတယ်တကယ်တော့တဘာဝလောကကြီးမှာတရားမျှတမှုတွေရှိနေဖို့အတွက်ချိန်ကွင်းလို့လူစားမျိုးတွေအများကြီးရှိနေဖို့သင့်ပါတယ်ဒါပါပဲအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ကြက်ကိုခွင့်ပြုပါဦးသူ့ပြောကပါဇက်ဟောင်းသားပြင်ကြည့်ရှုနေတော့လူများကို ကြောခိုင်းချွတ်ခွာသွားလေပါ ਔ ရီဟုတ်ကဲ့ပါ ဇက်လန်လေးကတော့ဒီမာရင်ပြီးဆုံးပြီပဲဖြစ်ပါရယ်ခင်ဗျာအစုံဒီနေတော်ရဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ